။တရုတ်နဲ့စစ်ဖြစ်နိုင်ခြေရှိတဲ့စစ်ရေးအစီအစဉ်များအကြောင်း Trump ပြောကြောင်းမလ20ရက်နေ့ကပင်ဒဂွန်စစ်ဌာနချုပ်မှရှိနေစဉ်အစိုးရအစွမ်းဆောင်ရည်ထံ DOGE အကြီးအကဲအီလွန်မတ်နဲ့တွေ့ဆုံပြီးတရုတ်နဲ့စစ်ဖြစ်နိုင်ခြေရှိတဲ့အမေရိကန်စစ်ရေးအစီအစဉ်အကြောင်းတမ်မရထရက်ကအချင်းချင်းပြောကြားလာတာကို CNN သတင်းမှရေးသားထားပါတယ်။ဒါပေမဲ့အမေရိကန်စစ်ရေးအစီအစဉ်တွေအကြောင်းအသေးစိတ်အချက်အလက်တွေကိုတော့ ဘသူကမှမချပြချင်ဘူးလို့ထရက်ကပြောပါတယ်။တယောက်နဲ့စစ်ပွဲဖြစ်နိုင်ခြေကိုကျွန်တော်တို့မလိုလားပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကဖြစ်လာနိုင်ခြေရှိတာတွေအတွက်ကြိုးတင်ပြီးအကောင်းဆုံးကင်တွေဖြည့်ရှင်းဖို့အဆင်သင့်ဖြစ်နေပြီလို့ထရက်ကဆိုပါတယ်။တစ်ဖက်မှာလည်းအီလွန်မတ်ကတယောက်နဲ့ဖြစ်နိုင်ခြေရှိတဲ့ပဋိပက္ခတွေအတွက်အမေရိကန်စစ်သည်ဘက်ကအစီအစဉ်အချင်းချင်းကိုလက်ခံရရှိထားတယ်လို့ဆိုပါတယ်။တရုတ်ဟာကမ္ဘာမှာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သလိုဈေးကွက်စီးပွားရေးအများပြားလဲရှိနေတာကြောင့် မလိုလားအပ်တဲ့ပဋိပက္ခတွေမဖြစ်ချင်ဘူးလို့လည်းအီလွန်မက်ကပြောပါတယ်။ဒါဖြင့်အမေရိကန်ကတိုက်လေရဲ့အစ်တစင်းတိစောက်ဖို့လဲကြိုးပမ်းနေပြီဖြစ်ကြောင်းအမေရိကန်သမ္မတထရက်ကအင်ဖြူတော်မှာပြုလုပ်နေတဲ့အစည်းအဝေးမှာပြောကြားလာပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။